မင်္ဂလာပါရှင်။မေလ18ရက်စနေနေ့အတွက်ရှယ်ကုန်ရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့နိုင်ငံတကာပြိုင်ပွဲများအတွက်လေ့ကျင့်နေတဲ့အမျိုးသားအမျိုးသမီးဘောလုံးအသင်းများကိုအဖွဲ့ချုပ်ဥက္ကဋ္ဌတွေ့ဆုံအားပေးတဲ့သတင်းဖြစ်ပါတယ်။နိုင်ငံတကာပြိုင်ပွဲများအတွက်တက်တန်းအလိုက်လေ့ကျင့်နေတဲ့မြန်မာအမျိုးသားအမျိုးသမီးဘောလုံးအသင်းများကိုအဖွဲ့ချုပ်ဥက္ကဋ္ဌဦးစစောကတွေ့ဆုံအားပေးကမူရင်းလာစာအပြင်ထပ်ဆောင်းငွေများချိမြင့်ပေးရကြောင်းသိရပါတယ်။ အဲ့ဒီလိုထောက်ပံ့ချင်းမြရာမှာအမျိုးသမီးနှစ်လူငယ်အသင်းစစ်စစ်ပေါင်း9တင်းမှာ ကစားသမားနေပြအုပ်ချုပ်သူ186ဦးအတွက်လဆာအပြင်ထပ်ဆောင်ပံ့ပိုးငွေတဦးလျင်7သိန်းဖြင့်စစ်စစ်ပေါင်းကျပ်186သိန်းအားချိမြင့်ကြောင်းသိရပါတယ် MFF အနေဖြင့်ကာလတူလီကျင်းနှင့်အမျိုးသားလက်ရွေးစဉ်အသင်းကြီးမှအပါကာလရှိနေထိုင်လီကျင်းရတဲ့အမျိုးသမီးနှင့်လူငယ်အသင်းများအားလာစာနှုတ်ထားဖြင့်ထောက်ပံ့လျက်ရှိကြောင်းလည်းသိရပါဗျ။မြမအမျိုးသမီးလက်ရွေးစဉ်အသင်းဟာအာရှဖလားခြေစစ်ပွဲ အာဆီယံချန်ပီယံရှစ်စီဂိမ်းပြိုင်ပွဲများမြန်မာအမျိုးသမီးယူဆက်ကိုအသင်းဟာအာရှချေစစ်ပွဲအာဆီယံယူဆက်ကိုအမျိုးသမီးချန်ပီယံရှစ်မြန်မာအမျိုးသမီးယူဆက်ချောက်အသင်းဟာအာရှယူဆက်ကနေချေစစ်ပွဲအာဆီယံယူဆက်ကနေချန်ပီယံရှစ်ပြိုင်ပွဲများတွင်ရှင်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ဒါ့အပြင်မြန်မာအမျိုးသားယူဆက်ကိုအသင်းဟာ2026ခုနှစ်အတွင်းအာရှချေစစ်ပွဲအာဆီယံချန်ပီယံရှစ်မြန်မာအမျိုးသားယူဆက်ချောက်အသင်းဟာအာရှယူဆက်ကနေချေစစ်ပွဲတို့တွင် အသီးသီးရှင်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲများတွင်စုတစေရရှိခြင်းခြေစစ်ပွဲအောင်မြင်ခြင်းများအတွက်အသင်းများအားထိုက်တန်စွာထပ်မံ၍ဂုဏ်ပြုချီးမြှင့်မှာဖြစ်ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကပြောကြားခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမှာကတော့ထိုင်းတန်ယုံမှကြေမှုပြီးရန်ကုန်တွင်ထိုင်းတချင်းစုပြန်ဝဲကျင်းပမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံဆိုင်ရာထိုင်းတန်ယုံမှကြေမှုပြီးမြန်မာနိုင်ငံရဲ့အကြီးဆုံးထိုင်းတချင်းစုပြန်ဝဲ ဒီပေါ်စတာ challenge မြန်မာစီစဉ်2ကို Time Festival 2025ပွဲတော်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ဇွန်လ22ရက်22ရက်များတွင်ရန်ကုန်မြို့ Novotel Yangon Max Hotel Ballroom တွင်ထိုင်းတန်ရုံမှဥဆောင်ပြီးကျင်းပမှာဖြစ်ကြောင်းသိရပါသည်။ဒီပေါ်စတာ challenge မြန်မာစီစဉ်2တွင်စကားတင်ပြိုင်ပွဲဝင်၈ဦးမှ diet light ဖြောပြီးတင်ဆက်သွားမှာဖြစ်ပြီးဝိနာစုရရှိသူကစုကြီးငွေဖြင့်ငွေသား3200 USD ကိုလည်းပေးသွားမှာဖြစ်ကြောင်းသိရပါသည်။ ပွဲတော်ကြီးတွင်ထိုင်းအစားစာများနှင့်အဖျော်ရည်များအလားကုန်ပစ္စည်းများနှင့်ဖက်ရှင်များခရီးသွားဝန်ဆောင်မှုများဆက်သွယ်ရေးဝန်ဆောင်မှုများကျန်းမာရေးဆိုင်ရာရရှိနိုင်မဲ့ပက်ကိတ်များနှင့်ထိုင်းအမှုပညာဆိုင်ရာပစ္စည်းများကိုဆိုင်ငံပေါင်း60ဝန်းကျင်ဖြင့်ခင်းချင်းပြသသွားမှာဖြစ်ကြောင်းလည်းသိရပါပါရှင်ထပ်မံပြီးတင်ဆက်ပေးမှာကတော့တွန်တင်းမြို့နယ်တွင်ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်အထိမ်းအမှတ်နေရက်ဆာဆောင်ပြသတဲ့တင်ပြပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတွန်တေးခရိုင်တွန်တေးမြို့နယ်ပြန်ကြားရေးနှစ်ပြည်သူဆက်ဆံရေးဦးစီးဌာနတွင်2025ခုနှစ်ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှန်နေရက်စာဆောင်ပြသခြင်းကိုမေလ16ရက်နေ့နေ့ပိုင်းကမြို့နယ်ပြန်ကြားရေးနှစ်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးရှိတွင်ပြသရာကျောင်းသားကျောင်းသူများနှင့်ပြည်သူများကြည့်ရှုလေ့လာကြကြောင်းသိရပါသည်နေရက်ဆာဆောင်နေ့2025ခုနှစ်ဇွန်လ9ရက်နေ့မှာကြာရောက်မယ်ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဆောင်မှုအဖြစ် ကဘာတုံးပလတ်စတစ်ညဉ့်ဉဏ်မှုအဆုံးသက်ရေးစူပါအားဖြင့်ဆောင်ရွက်ပြီးသတ်မှတ်ထားချက်နှင့်အညီပြည်သူများပလတ်စတစ်ရဲ့အန္တရာယ်ပလတ်စတစ်ရဲ့ဆူကျိုးများနဲ့ပတ်သက်လို့ကြေကြေပြန့်ပြန့်သိရှိနိုင်ရေးပြသထားကြောင်းသိရပါရရှင်။ဒီသတင်းကိုတော့တွင်လေးသားကပြပို့လာတာပါ။နောက်ဆုံးတင်ဆက်ပေးမှာကတော့ဒလမြို့နယ် community center ခန်းမတွင်ခလေးအလို့သမားပပျောက်ရေးအသိပညာပေးဟောပြောတဲ့တင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဒလမြို့နယ်တွင်ကလေးလူသမားပပျောက်ရေးအသိပညာပေးဟောပြောပွဲကိုမေလ16ရက်မွန်းတဲ့7နာရီကပြည်ကြားရေးနှိပ်ပြည်သူဆက်ဆံရေးဦးစီးဌာနလူမှုအခြေပြုဘဟုဌာန Community Center ခန်းမတွင်ပြုလုပ်ကြောင်းသိရပါတယ်။ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိတော်တီတော်ဝင်ကခလေးလုံသမားအကြောင်းအသိပညာပေးပြောကြားပြီးခလေးလုံသမားပပပြီဆိုင်ရာအသိပညာပေးလက်ကမ်းစာဆောင်များကိုဖြန့်ဝေပေးကြောင်းသိရပါတယ်ရှင်ဒီသတင်းကိုတော့ခင်းဆန္ဒမြင့်ကပေးပို့လာတာပါ